အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဘကူးမျိုးကစိုးရင်ရေမဲ့ရဖို့အနဲ့ငယ်တော့တာလူတော်ကြောင်းဘကူးပြည်သူများတရီရရနဲ့နေတဲ့အကြောင်းကိုဒီဘရူပန်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကထရီနိုလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာခြေစည်းနဲ့ဆိုတော့ဒီကနေမြောက်ဟိုကနေရောက်မှာအဲဆိုရင်ရေအမှန်880ကိုနော်နည်းနည်းပဲလူတော့တယ်တလားဆိုရင်ရေမှ880ကိုတဲ့ စိုးရင်ကြီးမှ880ဘူးမနက်ကတော့အကိုတယောက်တင်လာတာမြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းတွာချက်အရာကတဲ့ဘကူးမျိုးရဲ့မြင့်ရည်ဟာ880စင်တီမီတာတဲ့စိုးရင်ကြီးမှက845စင်တီမီတာတဲ့အမနီကတော့ဟိုတာမနက်ကတော့6နာရီခွဲတိုင်းတွာချက်အရာပေါ့နော်အခုကကျွန်တော်ဒီနေရာကိုရောက်နေတာအဘကူးမြင့်ဘောနော်ရေတော်တော်စီးဆင်းလာတဲ့စပိုင်းတို့ခေါင်းစည်းကျွန်းတို့ကျွန်းတရာတို့ဘက်ကိုရေတွေဝင်နေပြီနော် ဆက်ပိုင်းတဲ့ကိုလည်းရှည်တွေဝင်နေပြီမနေ့ကတော့ဆက်ပိုင်းရတော့ရှည်မဝင်သေးဘူးအခုချီလန်းကြည့်လိုက်တဲ့အချိန်မှာဆက်ပိုင်းတဲ့ကိုရှည်တွေဝင်နေပြီပလီတက်လန်းထိတ်တက်ရပလီကောင်းရင်လန်းကိုလည်းရှည်တွေဝင်နေပြီပြီးတော့ရွှေနေသားဖုံးချောင်းရှိရလန်းနေတဲ့ကိုလည်းရှည်တွေဝင်နေပြီနော်ဒါတရုတ်စာကဒါဒီကနလန်းကျွန်တော်ပန်းချန်ထဲကနေပြီးတော့ကျွန်တော်ရိုက်ပြနေတာပေါ့ဟိုးအချိန်မှာ P1 ဆိုတဲ့ P1 ဆိုတဲ့နေရာမှာနော်အမှဆုံးရင်ရေမဲ180တဲ့အဲ180ကိုမိဖို့တတော်လောက်ပဲကြံတော့တယ်ဗျနော်အမှ P1 နဲ့အမှဆုံးရင်ရေမဲ180တဲ့ အောက်ပိုင်းအနည်းပိုင်းရက်ကွက်များတူတင်ပြင်ဆင်ပေးဖို့တူတင်ပြင်ဆင်ထားဖို့တော့ကိုကျွန်တော်တင်ပြအပ်ခြင်းဖြစ်တယ်နော်ဘာမှတော့မဟုတ်ပါဘူးဒီပကိုးမျိုးဟာနှစ်စဉ်နှစ်တိုင်းရေကြီးရေရှမ်းတာဒါထုံးစံအတိုင်းတမစင်အတိုင်းဖြစ်နေတဲ့အတွက်ကြောင့်နော်ဒါတူတင်ပြင်ဆင်လို့ရအောင်လို့တူတင်ပြင်ဆင်ပြီးရအောင်လို့ကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်အုတ်ဒီဥစ္စာကဒါဇိုင်းမြောက်ကနလန်းကနေပြီးတော့ကျွန်တော်18လမ်းဘေလီတံတားဘက်ကိုကျွန်တော်ရိုက်ပြနေတာပါ ဟာဒီဘက်ကကြာတော့ဒါဟိုဘက်ကဈေးဟိုမှာဟိုမှာဟိုမှာဟိုအရင်တုန်းကဆိုလို့ရှိရင်အခုတမနော်ကျွန်တော်ဆွဲပြပေးမယ်နော်အဲ့မှာမနေ့ကတည်းကအဲ့ဒီထဲကိုဝိုင်ထဲကိုရေမွင်သေးဘူးအခုဝိုင်ထဲကိုရေဝင်သွားပြီတွေ့လားအဲအဲ့ဒီပေါက်ထဲကိုရေဝင်သွားပြီနော်အဲ့မှာဒါတော့မှအဲ့ဒါတော့မှမှာဝါးတွေတစ်တွေတုတ်တွေအမှိုက်တွေနဲ့ပေါက်ပိတ်နေလို့နော်ဒီဘက်ပေါက်ဆိုရင်အော်ဒီဘက်ပေါက်ကကျွန်တော်ဒီနားကနေမမြင်ရဘူးကတားပေါ်ကနေသွားရေးပြမှကျွန်တော်မြင်ရမယ်အဲအပေါက်လေးတော့နည်းနည်းလေးမြင်ရတယ်ရေစီးစင်းနေပြီနော် tao nói tao đáp bảo ú lần sau mẹ ú vị tao nhớ bà lần sau bị lấy giấy bia lại không ôi lấy ra nó dùng là phong ra nó sạc rồi quá tao mà đi anh chị biết không စပိုင်းတို့ကျွန်းတာယာတို့ခေါင်းကြီးကျွန်းလို့တော့ဝင်လာပြီဆိုလို့ရှိရင်လေဒီတောက်ကြီးစုစီမံကိန်းတိုးချက်ရထားလမ်းဘက်ချမ်းတွေကတော့ဘလို့နေမလဲမသိဘူးဘကူးမျိုးတဲ့ဘယ်မျိုးမှလဲတဲ့ဘကူးမျိုးမှပါမနေ့ကတော့ကျွန်တော်ဟိုဘက်မှာတင်ပြထားတဲ့ဟိုဘက်ကအထက်တောင်မှအခုမြုပ်သွားပြီနော်မနေ့ကမြန်မာစံတော်တင်6နာရီခွဲတိုင်းတွားချက်အရမှာဘကူးမျိုးရဲ့မြစ်ကသုံးရင်ရေမက180ဘကူးမျိုးရောက်နေတဲ့ချိန်သုံးရင်ရေမက145စင်တီမီတာထိရောက်သွားပြီနော်ရေစင်းနေတာကိုကြည့်ပါဦး ေးဇူးပါဟုတ်ကဲ့ဒါလားကျွန်တော်ပြပြမယ်ဟိုမှာရေစီးနေရေဝင်နေပြီတလားဘာလုပ်ရလဲရေရနေလားရေဝင်နေပြီရေဝင်နေပြီနော်တလားအမရေဝင်ပြီးရေစီးစင်းနေပြီအခုကျွန်တော်ဒါ live တွေ့နေတဲ့အချိန်ရပါတော့ဒါမြန်မာစံတော်ချိန်9နာရီခွဲပြီး10မိနစ်အချိန်ပေါ့ဒါပကိုးမြစ်ပကိုးချောင်းညရေစီးစင်းနေမှုနော် မဝဲခရက်ကိုကြည့်ခြေသားဆင်းတယ်ခြေသားဆီးတယ်မနေ့ကတော့ဟိုးကနေရာကိုကျွန်တော်ရိုက်ပြတယ်မနေ့ကအဲ့ဒီရိုက်ပြတဲ့နေရာမှာမနေ့ကတော့အထစ်လေးရှိသေးတယ်အခုအဲ့ဒီနေရာမှာအထစ်မရှိတော့ဟုတ်တယ်ရေဝင်နေတော့လားရေဝင်နေလို့ နော်မင်းကတော့ဟိုးကနေရအဲအဲ့ဒီနေရမင်းကတော့အထက်ကလုံးဝမြုပ်သွားပြီကြောက်ကြည့်သူအမြဲတမ်းအပိနေပါတယ်ကြောက်ကြည့်သူရေစဝင်နေပါပြီရှင်တဲ့ဩဟုတ်ကဲ့ကျွန်တော်ကြောက်ကြည့်သူဘက်ကိုမရောက်သေးဘူးနော်ကျွန်တော်ကြောက်ကြည့်သူဘက်ကိုအခုကျွန်တော်လာကြည့်မှဖြစ်ပါတယ်လာကြည့်ပြီးတော့ဘကုမျိုးရဲ့ဒီတဘာဝဘေးအန္တရာယ်ထဲမှာဒီမိုးတွင်းချိန်ခါရေကြီးတဲ့ဟာကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော် ဗီဒီယိုလေးတွေဖြစ်ဖြစ်လိုက်လေးတွေဖြစ်ဖြစ်ကျွန်တော်ပြင်ပြပေးမှာပေါ့နော်အောက်ပိုင်းအနီးပိုင်းမှာရှိတဲ့မိဘပြည်သူများကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက်ကိုဒါကျွန်တော်ပြင်ပြခြင်းဖြစ်ပါတယ်ကြိုတင်ပြင်ဆင်ထားတာမမှားဘူးပေါ့နော်ဂျေဟိဂျေဆိုတာဂျေဆိုတဲ့အမျိုးကလည်းဟူးဆိုတောင်းမထိုးစင်နိုင်ဘူးဟူးဆိုဘာမှလုပ်လို့မရဘူးပေါ့နော်ရေစင်းနေတယ်ရေစီးနေတယ်အမနီကတော့ကိုနေရတရားဆိုလို့ရှိရင်မနီကတော့ကဒါအထစ်လေးရှိတယ်အခုအထစ်အထစ်တော့ကျွန်တော်ညှို့သွားပြီပေါ့နော်မိုးမြွာပဲနဲ့ရေကြီးနေတယ်နော်တဲ့အဲဒါအောက်ဘက်မှာမိုးမြွာဘူးဆိုပေမဲ့လည်းအထက်ဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့် ဒီဇောင်းဒီဘက်ကနေပြီးတော့ရေစီးဆင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟို10ထဲမှာတော့ရေရတော့မရှိဘူးလို့ပြောတယ်ဇောင်းလူ10ထဲမှာတော့အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်ဒီဘက်ကိုအောက်ဘက်ကိုရေစီးဆင်းလာတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်မိုးမရွာဘူးဆိုပေမဲ့လည်းကျွန်တော်တို့1990နဲ့9ခုနှစ်က အခိုက်တာကျိုးပကိုးရေချံဟောပက်လက်လက်နဲ့နှစ်ကသလိုရှိရင်ဒီလိုနေကြီးပူပြီးတော့ရေရချင်း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 နဲ့တင်းရင်းနဲ့ဒီအလားတက်လာတဲ့ပုံစံမျိုးပဲမိုးမယွာဘူးနေပူနေတယ်နေပူပြီးတော့ချင်းချင်းချင်းနဲ့ရေဟာတင်းရင်းနဲ့တက်လာတယ်ဟောက်ကကိုးတဲ့နဲ့ခုနခုနှစ်ကအခိုက်တာကျိုးပကိုးရေချံဟောပက်လက်လက်နဲ့နှစ်ကပေါ့နော်ဒီဟောနဲ့ဖရာကြီးကိုဆိုလို့ရှိရင်လမ်းမှာဒါကားလည်းမမြင်ရဘူးဆက်လီနဲ့သွားနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးချိန်တော့ပေါ့ရေများလိုက်တာတဲ့ဟုတ်ကဲ့ရေလေးနည်းနည်းများတယ်ဒါကတော့နှစ်စင်းနှစ်တိုင်းဖြစ်နေကြတာပကိုးမြင့်ပကိုးချောင်း ီကတော့ဒီတိုင်းပါပဲနှစ်စင်းတိုင်းဖြစ်နေကြပါပဲအာအနေပိုင်းကမိဘပြည်သူညီကိုမမများအာတူတင်ပြင်ဆင်ထားနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်တူတင်မပြင်ဆင်ထားနိုင်ရင်ပေါ်ပေါ်ဆာဆာနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းဒါမပြောတတ်ဘူးပေါ့တောက်တင်ကုန်းပဲရေရောက်နိုင်လားတဲ့2023ခုနှစ်ကရေပုံတဲ့မျိုးဆိုရင်တော့တောက်တင်ကုန်းပဲလေရောက်နိုင်တယ်အခုလောလောဆယ်ကတော့ဒီရေမြုပ်မြောင်းနေဖောင်းနေတယ်တန်ရှင်ကြီးတွေလုံနေတယ်နန်းတွေတတရဲဖြစ်နေတယ်ချောင်းတွေနည်းနည်းလေးတိုးချက်နေတယ်ဆိုတဲ့တော့ကြောင့်ဒီတောက်တင်ကုန်းပဲကိုရေရောက်နိုင်လားဆိုတော့ မရောက်နိုင်ဘူးပြောလို့တော့မရဘူးပေါ့နော်အဲ့မဲ့တူတင်ပြင်ဆင်ထားတာကတော့အကောင်းဆုံးပဲလို့တော့ကျွန်တော်ပြောချင်တာဒါလေးပဲရှိတယ်ဖြစ်နာတော့ဘာမှမရှိဘူးနော်ဖြစ်သွားမှတာဟာဖြစ်သွားပြီဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးဖြစ်သွားမှတာဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်တော့အဲ့ဒါအမမတက်နိုင်ပေါ့ဟင်းသာတခင်ရေကြောက်ကြီးစုရေဆောက်ဝင်နေပြီဆိုတော့ညီတို့ဒီမြစ်တာလမ်းထဲမှာရေခုချိန်တို့ဘယ်လောက်ရှိလဲပြောပြပါဦးငါကူအဲ့ဒီကိုအဲ့ဒီဘက်ကိုလာပါလို့ဘာမှမဖြစ်ခင်ဘာမှမဖြစ်ခင်တူတင်ပြင်ဆင်ထားတာအကောင်းဆုံးပဲပေါ့နော်မိဘပြည်သူညီကိုမော်တော်ပါဗျာ အားလုံးပဲစိတ်ချလာခြင်းကိုကြည့်ကြပါကျွန်တော်ပြေဆုံးကြပါစေမရှိတဲ့စကားနားဝမှာမကြပါရသေးတဲ့ကတိတော်မှာလည်းတော်လွားနိုင်ပါစေနာမည်ကိုစက်တော့ယောဂဝိဇ္ဇာယူလဲဘိန်းကြရွက်ပေါ်ရှိမပြေတဲ့ကိတုခင်းစင်လွင့်ပြပပျောက်ပါစေဒီနေ့ဇူလိုင်လ10ရက်နေ့မှစပြီးတော့စိတ်ချလာခြင်းကိုကြည့်ကြပါကျွန်တော်ပြေဆုံးကြပါစေစီဘလက်လက်ပါတဲ့ဒီလက်ဖူးပါတဲ့ဒုတက်ပါတဲ့ကောင်းတော့တိတ်ကောင်းတော့မကောင်းတော့လက်လက်ပတ်များအမြဲတမ်းဝင်နိုင်ပါစေဇူလိုင်လ10ရက်နေ့မှစပြီးတော့ဝါတုကဘာသာအလုံးစိတ်ချလာခြင်းကိုကြည့်ကြပါကျွန်တော်ပြေဆုံးကြပါစေတဘာဝဘေးအန္တရာယ်ကဆူကြီးမှလည်း ်ထာဝစဉ်ထာဝရကင်းစင်လွင့်ပြေပပျောက်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့တာရင်ကျွန်တော်ရဲ့လိုက်လျာဒီနေရာမှာကိတ္တခဏရင်နာခွင့်ပြုပါခင်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ပြန်ကျန်းမာချမ်းသာရှင်လန်းနိုင်ကြပါစေခင်ဗျာ